မင်္ဂလာပါရှင်ခေတ္တ new channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာငလင်တန်းကြောက်ဖြူချခဲ့သောဝင်ကြီးဌာနရုံးများပါဝင်အဆောက်အုံများပြန်လည်တိဆောက်ခွင့်အတွက်မင်းအောင်လှိုင်ဤသားအောင်ပြေဆောင်ပိုင်သောကုမ္ပဏီကလုတ်ပိုင်ခွင့်ရရှိမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်နေပြည်တော်မှာငလင်တန်းကြောက်ဖြူချခဲ့သောဝင်ကြီးဌာနရုံးများပါဝင်အဆောက်အုံများပြန်လည်တိဆောက်ခွင့်အတွက်မင်းအောင်လှိုင်ဤသားအောင်ပြေဆောင်ပိုင်သောဆောက်လုပ်ရေး ကုမ္ပဏီများကလုတ်ပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါရယ် မလား28ရက်နေ့လောက်ခတ်ခဲ့တော့စကိုင်းငလင်ကြီးကြောင့်နေပြီးတော့မန္တလေးစကိုင်းဘကူးတိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းတို့တွင်အပြက်အစီးကြီးမားခဲ့ကြောင်းရင်းဒေသများတွင်ဌာနဆိုင်ရာအဆောက်အအုံများဝန်ထမ်းအင်အားများလန်ဒရာများပျက်စီးသွားပြီးရင်းပျက်စီးမှုများကိုပြန်လည်ပြုရင်တိဆောက်ရန်စောက်လုပ်ရေးကုမ္ပဏီများခြံသို့ခွဲရန်များချထားပေးမည်ဖြစ်ကြောင်းရင်းတို့ချထားပေးရရင်နေပြီးတော့မှတိဆောက်ပြုရင်လုပ်ငန်းအများစုကိုမေအောင်လိုက်အသားဖြစ်သူအောင်ပြေဆောင်ပိုင်းဆိုင်သောစောက်လုပ်ရေးကုမ္ပဏီများက လုတ်ပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။နေပြီးတော့မန္တလေးစက္ကိုင်းဘကိုးနဲ့ရှမ်းတောင်မှအပြက်စီးကြီးမှာတော့အဲ့ဒါတွေကိုအချိန်မီပြန်လည်ပြုပြင်တည်ဆောက်ဖို့ပုဂ္ဂလိကကုမ္ပဏီကိုလုတ်ပိုင်ခွင့်ချထားပေးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။အဲ့ဒီမှာနေပြီးတော့ကပြန်လည်ပြုပြင်တည်ဆောက်မယ်တင်တာတွေကိုတက်ချုပ်တာကုမ္ပဏီကရမယ်။ကျန်တာတွေလေအခြားပုဂ္ဂလိကကုမ္ပဏီတွေကခွဲခြမ်းရကြမယ်လို့သိရပါတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ် အောင်ပြေဆောင်က Skywan ဆောက်လုပ်ရေးကုမ္ပဏီအပြင်ဖုံးမြက်ပြေဆောင်မြန်မာစစ်သူကြီးမင်းတရားကြီး Wani Sky True Core အောင်မြင့် Moment Insurance Company Myte Telecom Sharing Azura Big Resort ANM Maha Company Limited ငိမ့်ချမ်းပြေဆောင် Manufacturing Trading Company Limited စသည့်ကုမ္ပဏီများစွာကိုနာမည်မျိုးစုံဖြင့်လောက်ခိုင်နေသူဖြစ်ကြောင်းစစ်တမ်းနှင့်အရက်ဖက်ဝင်ကြီးဌာနများ၏ဆောက်လုပ်ရေးတင်တာလန်ဒတာတိဆောက်ရေးတင်တာ ာများ EV ကားနဲ့ဆိုလာပြားများတင်သွင်းခြင်းအပါအဝင်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းအသေးအလက်အကြီးမျိုးစုံကိုအောက်ပြေဆောင်ကလောက်ကင်လျက်ရှိကြောင်းသိရပါတယ်။ ။မန်း28ရက်ကလှုပ်ခတ်ခဲ့သောသကိုင်းငလင်ကြီးကြောင့်နေပြည်တော်မန္တလေးတိုင်းသကိုင်းတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တို့မှလူနေတိုက်တာ6000ကျော်ဖုံကြီးကျောင်းနဲ့သီလရှင်ကျောင်း3514ကျောင်းစာတင်ကျောင်း2366ကျောင်းဌာနဆိုင်ရာယုံအဆောက်အအုံ3688လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းထို့ပြင်တရားပေါင်း155ဆင့်ဖျားစီတီ9620ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းရန်ကုန်နေပြည်တော်မန္တလေးကလည်းယထာလန် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကအမြန်လမ်းမကြီးတရှာအပိုင်း148ခုထိခိုက်ပျက်စီးခဲ့ရကြောင်းအကြံဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။လူထိခိုက်သေးဆုံးမှုအနေဖြင့်ဧပြီလ10ရက်နေ့နံနက်ပိုင်းအထိသေဆုံးသူ3649ဦးဒဏ်ရာရရှိသူ9038ဦးနဲ့ကျောက်ဆုံးသူ145ဦးရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတီးတိမ်မျိုးနယ်ကိုချင်းညီနောင်အဖွဲ့ကဆက်လက်တိုက်ခိုက်သိမ်းပိုက်ပြီးချင်းပြည်နယ်တစ်ခုလုံးဤ85ရာခိုင်နှုန်းကျော်လွတ်မြောက်ခဲ့ပြီးသိမ်းပိုက်ရန်မျိုးနယ်၃ခုသာကြံ န်တော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်တီးတိမ်မြို့နယ်ကိုချင်းညီနောင်အဖွဲ့ကမကြာမီဆက်လက်တိုက်ခိုက်သိမ်းပိုင်မိဖြစ်ကြောင်းချင်းညီနောင်အဖွဲ့ကတရားဝင်ထုတ်ဖော်ပြောဆိုထားပါရယ်။အေဘီလာကိုရနေဖလန်းမြို့ကိုချင်းညီနောင်တပ်ဖွဲ့ကသိမ်းပိုင်ရရှိပြီးနောက်တီးတိမ်မြို့နယ်ကိုဆက်လက်တိုက်ခိုက်သွားမိဖြစ်ကြောင်းချင်းအမျိုးသားကာကွယ်ရေးတပ် CNO CNDF အထွေထွေအတွင်ရင်မူစလိုင်းဝီလီယံချင်းကဧပြီလ9ရက်နေ့တွင်ဖလန်းမျိုးသိမ်းအောင်ပွဲဓာတ်ရိုက်လိုက်မှတဆင့်တရားဝင်ကြေညာခဲ့ပါတယ်။ ချင်းပြည်ထဲမှာတီးတိမ်မျိုးကိုလည်းထပ်ပြီးမှဝင်ရောက်ဖို့ရှိတဲ့2024မှာစစ်ကောင်စီကင်းစင်ဖို့ရည်ရွယ်ခဲ့ပေမဲ့60ရာခိုင်နှုန်းမဲ့ပြီးခဲ့တဲ့၄နေရာရရှိခဲ့တဲ့ဟုချင်းအမျိုးသားကာကွယ်ရေးတပ် CNO CNDF အထွေထွေအတွင်းရေးမှူးစလိုင်းဝီလီယံချင်းကပြောဆိုပါရယ် ဒီတိမ်မျိုးနယ်တွင်ခလာရ269တယင်းဌာနချုပ်လက်အောက်ခံတယင်းတပ်ဖွဲ့အချို့နှင့်တပ်မ71လက်အောက်ခံတပ်တချို့ရှိနေတော်လဲထန်တလန်မျိုး၏လုံချိုးရေးနှင့်တွဲဖက်ထားကြောင်း CDM ဘူကြီးစင်ရောကသူ၏လူမှုကွန်ရက်စာမျက်နှာမှာတဆင့်သတင်းထုတ်ပြန်ထားပါသည်။ချင်းပြည်နယ်တွင်မြို့နယ်6ခုရှိပြီးစစ်ကောင်စီစုမိုးထားသောမြို့နယ်မှာ3ခုသာရှိတော့ကဟာခါထန်တလန်နှင့်တီးတိမ်မျိုးနယ်များဖြစ်ကြောင်း ချန်ဒလန်မြို့နယ်တွင်မြို့ပေါ်ကွက်ကွက်လေးကိုသာစစ်တပ်ကစုမိုးနိုင်တော့ကြောင်းထို့ကြောင့်ချင်းပြည်နယ်၏ဧရိယာ85ရာခိုင်နှုန်းကျော်ကိုချင်းတော်လှန်ရေးအင်အားစုများကစုမိုးထားကြောင်းချင်းတော်လှန်ရေးအင်အားစုကပြောဆိုပါရယ် ထန်တလန်မြို့ပေါ်မှာပဲစစ်တပ်ကကွက်ကွက်လေးရှိတော့တာထန်တလန်တမြို့နယ်လုံးရဲ့စစ်တပ်စခန်းနဲ့နေရာတွေကို CNA စိုးမိုးရရှိထားပါတယ်ထန်တလန်မြို့တိုက်ပွဲကလည်းမကြာခဏဖြစ်နေတာပါပပတ်လေးကိုတော့ CNA နဲ့ပူးပေါင်းတပ်တွေကဖိတ်ဆို့ထိန်းချုပ်ထားတယ်လို့ CNA သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ် ချင်းပြည်နယ်ရှိမြို့နယ်ကိုကိုတွင်အာရက်ကတက်တော် AA ကပလဝမြို့နယ်ကိုတိုက်ခိုက်သိမ်းဖိုက်ထားကြချင်းညီနာအဖွဲ့ကမတူပြီးကံပလတ်မင်းတက်နယ်ဖမ်းမြို့နယ်များကိုတိုက်ခိုက်သိမ်းဖိုက်ထားကြောင်းသိရပါတယ် CNA ပါဝင်သောချင်းလန်ကောင်စီကမူတွန်းဆန်မျိုးနဲ့ recorder လိုင်လင်းပြီးရေးစွာမျိုးအပါအဝင်မျိုးနဲ့တက်ခုနဲ့မျိုးခုနှစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်ဆက်လက်ပြီးဘလို့ကြံ့ရပါ တရုတ်ပြည်မှာအရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြင့်တစ်စမတုတ်ဆက်ရောက်လာပြီးဖြစ်သည်ဟုတရုတ်သတင်းဌာနများတွင်ဖော်ပြလာသည်ရုရှားမှာတန်60ရှိထောက်ပံ့ရေးပစ္စည်းများအား Illusion လေယာဉ်ကြီး20ဖြင့်ဆက်ရောက်လာပြန်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကအဆုံးသတ်သွားပြီဖြစ်၍အသက်ရှင်ကျန်ရစ်သူများအားကူညီထောက်ပံ့ပေးရန်သာလိုတော့သည်အရေးပေါ်အခြေအနေမျိုးကြုံလာလျင်ကယ်ဆယ်ရေးအတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်ထားမှုမရှိကထို့သို့အခြေအနေမျိုးဖြစ်လာရန်စီစဉ်ထားခြင်းသာဖြစ်ပေလိမ့်မည်ဆိုသောစကားလေးရှိနေသည်ထို့သို့ကြိုတင်ပြင်ဆင်ထားမှုမိများအတိုင်းအတာအထိရှိသည်ကို တင်မှာ30စကေးဖြင့်ဆုံးဖြတ်မည်ဆိုကစစ်ကောင်စီအားအနေဆုံးတစ်ကိုပင်မြည်သူကားမှပေးကြမည်မဟုတ်တီကားတေချာနေပြီသည်ဤဒီကလည်းလူတိုင်းမျော်လင့်ပြီးသားဖြစ်၍အထူးတလဲပြောနေကလည်းလေကုံယုံသာရှိပေလိမ့်မည်လူတန်းလူသူများကလည်း၎င်းတို့ချွေးနေစာများစစ်ပုတ်ကြုံများလက်ထဲရောက်သွားမည်ကိုစိုးရိမ်နေကြသည်သို့သောပြဿနာကအတိခအကူအညီလိုအပ်နေသောနေရာများသို့မြည်သူရောက်အောင်ပို့ဆောင်ကြမည်နည်းဆိုသည်ဖြစ်သည် မြေပြင်ရှိဒေသဆိုင်ရာအဖွဲ့အစည်းများကပြည်ပရှိ NGO အဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီးအစွမ်းကုန်အကူအညီပေးနေကြသည်2006အတွင်းဗြိတိရှ်တန်အမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ Mrs. Vicky Bowman ကလည်းလူထုသည်စစ်ကောင်စီလက်အောက်တွင်စီးပွားရေးအရာနှလမထူနိုင်အောင်ဖြစ်နေသည့်ကြားမှာတခါမှမကြုံခဲ့ဘူးသည့်မြင်းကလေးကြီးနှင့်ဒ မ်းမှန်တွေ့ကြုံလာနေရသည့်အဖြစ်သည်လွန်စွာစိတ်မကောင်းဖြစ်စရာဖြစ်သည်ဟုပြောဆိုခဲ့သည် Mrs. Woman သည်မြန်မာနိုင်ငံအတွင်းလူမှုရေးလုပ်ငန်းများကိုအာဏာမသိမ်းမီအထိထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်၍ထိတိယောက်ယောက်ဖြစ်အောင်လှူဒန်းလိုပါကဆက်သွယ်ရမည်အဖွဲ့အစည်းများကိုယခုလိုလမ်းညွှန်ပေးခဲ့ပြန်သည်1 Asian Air 2 Community Partner International 3 Prosper Burma 3 prosper barma 4 parami 5 medical action မြန်မာတို့ဖြစ်သည်ထိုမတိုင်မီကလည်းအာနာသိမ့်မှုကိုဗစ်တိုတန်ကိုအလူးလဲခံထားရပြီဖြစ်သည်လက်ရှိငလင်တန်ကြောင့်တရံဝင် ထုတ်ပြန်ထားသောစရင်အရာ 3500ခန့်တည်ဆုံခဲ့ရ၎င်းတို့လက်ချက်ကြောင့်လင်းနေအတွင်တည်ဆုံခဲ့သူ6500ကိုမှမိသေးပဲဖြစ်နေသည်မြန်မာတွင်လူထောင်ပေါင်းများစွာအသက်ဆုံးရှုံးသွားရုံမကယဉ်ကျေးမှုအမွေအနှစ်များလည်းဆုံးရှုံးသွားခဲ့ပြီဖြစ်သည့်စစ်တပ်က၎င်းတို့လည်းဘာမှမဲမဲရရမကူညီသည့်အပြင်အင်တာနက်အပါအဝင်ဆက်သွယ်ရေးများဖြတ်တောက်ပိတ်ဆို့ထား၍လုပ်ငန်းများပုံရိပ်ခက်ခဲနေရသည့်နိုင်ငံတကာအဖွဲ့အစည်း120မှလူအသက်များကေတင်နိုင်ရေးအတွက်အရေးတကြီးလိုအပ်နေသည့်အင်တာနက်ကိုပြန်ရွေ့ထားပေးရန်ဒဇာဇာတောင်းဆိုလာနေကြ ြသည်လက်ရှိတွင်မန္တလေးနှင့်စကိုင်း၏အပူချိန်သည်40ဒီဂရီ အထိရှိနေပြီးမီးလဲမရဖြစ်နေသည်လူငယ်အများစုကလည်းစစ်တဲဆွဲသွင်းခံရမည်ဆိုရေးကူညီရန်ထွက်မလာရဲကြပဲရှိနေသည်လက်ရှိတွင်စစ်ကောင်စီသည်တရုတ်မှဒေါ်လာ14သန်း၊ဗြိတိန်မှ10သန်း၊နော်ဝေးမှ2သန်း၊အမေရိကန်မှ2သန်းရရှိထားသည်ဇူကာဘတ်ကဲ့သို့ဘီလီယံနာတထေးကြီးများထံမှတော့တပြားတစ်ချက်မှထွက်လာသည့်သတင်းမကြားရသေးပေ Elon Musk ၏ Starlink သည်ဘယ်စီရောက်နိုင်မှမသိရသေးပြီးပုံတွင်မင်းအွန်လိုင်းမှလူနာများလာရောက်အားပေးနေပုံကိုတွေ့ရမည်ဖြစ်သည်။၎င်း၏စိတ်ထဲတွင်နာမည်ပြက်နေသော၎င်းတို့၏ပုံရိပ်ကိုငလင်ကိုအကြောင်းပြု၍မိတို့ပြန်လည်တိဆောက်ရမည်နည်းဟုညဏ်ညဏ်နဲ့ထုတ်နေလောက်ပြီဖြစ်သည်။ရှစ်ခုလေ Donald Trump နှင့်နီနီဆက်ဆက်အဆက်အသွယ်ရှိနေသည့် Evangelical Christian အဖွဲ့ Samaritan Press မှာရွေးရှားစေရုံကိုနေပြီးတော့ရင်လာရောက်ဖွင့်လှစ်မည်ကိုမင်းအောင်လိုင်းတွားရောက်ကြည့်ရှုပြီး Donald Trump အားကျေးဇူးတင်ကြောင်းပြောသွားပြန်သည်ပြည်သူတို့ဤခုခံတွန်းလှန်စေမုတ်ချအောင်မြင်ရမည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။